ဆမ်းမယ်။ကရင်နီဖားဆောင်မြို့ခလာရတက်တုံးလေးတက်ရင်ကအရာရှိနဲ့စစ်သားတွေ90ထက်မနည်းဖမ်းဆီးမိတဲ့ဗီဒီယိုဖိုင်တွေနောက်တော့ကြောက်ဖြူမာလားမသိရေကစားရင်တောင်ပေါ်တင်လာတော့ပြန့်ကျဲနေတဲ့တက်မတော်သားအလောင်းတွေရဲ့ဗီဒီယိုဖိုင်တွေဒါတွေကိုဗမာကြီးကသတင်းဖုံးကျင်လို့နဲ့တူတယ်။မနေ့ကလိုင်းတာယာအရှိပိုင်မြို့နယ်ရဲစခန်းမှာအကြမ်းဖက်ဥပဒေနဲ့ဖမ်းဆီးထားတယ်ဆိုတဲ့စုံပွဲလိုင်းကို PDF တွေကရုပ်ရှင်ဆက်ဆက်ပြစ်ခတ်ကယ်ဆယ်သွားတယ်ဆိုတဲ့သတင်းတက်လာတယ်။ဖြစ်ပျက်သွားတဲ့နေရာကစက်မှုဇုံနဲ့မင်းကြီးမဟာမင်းခေါင်လမ်းထိပ်ည9နာရီခွဲမှာဖြစ်ပျက်သွားခဲ့တာ။ဒီဖြစ်ပျက်ကြောင့်ဟိုးအပေါ်ကကျွန်တော်ပြောခဲ့တဲ့သတင်းတွေဖုံးမလို့လို့ဖြစ်သွားခဲ့ရတယ်။အခုတော့ပြည်သူတော်တော်များများတိနေပြီဆိုပေမဲ့မတိသေးတဲ့သူတွေအတွက်ကျွန်တော်ပြောပြပါမယ်။ကျွန်တော်တင်ထားခဲ့တဲ့ တဲ့ပုံမှာအင်ဂျီအဖြူနဲ့တယောက်ကဟိုးရင်2023တုန်းကကရင်ပြည်နယ်မှာ National Special Force ဆိုတဲ့အမည်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တာငွေကြေးနဲ့လက်နက်တွေယူဆောင်ပြီးစစ်တောင်စီနဲ့ပူးပေါင်းသွားတဲ့သူသူပူးပေါင်းသွားတဲ့သတင်းကိုလည်းကြန့်ရှိခဲ့တဲ့အဖွဲ့ခေါင်းဆောင်တူဦးက RFA ကိုကြံခဲ့တဲ့နှစ်စက်တင်ဘာလကတည်းကအတီးပြုပြောကြားထားပြီးသားအဲဒီအင်ဂျီအဖြူဝစ်ဆင်ထားတဲ့သူရဲ့နာမည်က Andrew ခေါ်ချစ်စင်လင်းပဲ ပြည်သူတွေလူထားတဲ့ငွေပေါင်း7300ကျော်အပြင်လက်နက်တွေပါယူဆောင်ပြီးစစ်ကောင်စီနဲ့ပူးပေါင်းသွားခဲ့တဲ့အပြင်တပ်ဖွဲ့အတွင်းကြန့်ရှိနေခဲ့တဲ့ PDF ရဲဘော်တွေကိုသူ့နီးတူစစ်ကောင်စီစီပူးပေါင်းဖို့မပူးပေါင်းရင်မိသားစုဝင်တွေကိုပါအန္တရာယ်ကျရောက်စေရမယ်ဆိုပြီးချင်းချောက်တာတွေကိုပါဇက်တိုက်လုပ်နေခဲ့တဲ့သူပါအခုချိန်မှာကြန့်ရှိနေတဲ့ National Special Force ဆိုတဲ့အဖွဲ့ဝင်၄၀ကျော်ဟာလေတောင်ပိုင်းစစ်ဌာနချုပ်လက်အောက်ရှိတရင်တပ်ဖွဲ့တစ်ခုမှာတွားရောက်ခေါ်လုံနေပါပြီ။ ဒီအဖြစ်ပြက်ရဲ့နောက်ွယ်မှာဘာတွေရှိနေလဲမသိနိုင်ပေမဲ့တေကြာတာကတော့ကြောက်ဖြူနဲ့ဖားဆောင်မျိုးမှာအလဲလဲကွဲကွဲဖြစ်နေတဲ့တက်မတော်ရဲ့ရုပ်တံဗီဒီယိုတွေထွက်ပေါ်လာတဲ့အချိန်နဲ့ဒီချစ်စဉ်လေးပြန်ထွက်ပေါ်လာတဲ့အချိန်ကတိုက်ဆိုင်နေတဲ့အပြင်တော်လန်ရဲ့ပေါ်ဝင်လာကလေးကကောင်းကျိုးမပြုခဲ့တဲ့ချစ်စဉ်လေးဟာကိုယ်သဘောနဲ့ကိုယ်စစ်ကောင်စီနဲ့ပူပေါင်းသွားယုံတာမကပြည်သူလူထုတွေချွေးနှဲစာနဲ့လူဒန်းထားတဲ့ကျက်သိန်းပေါင်း900ကျော်အပြင်လက်နက်အမြောက်များနဲ့ပါစစ်ကောင်စီနဲ့ပူပေါင်းသွားသည့်အတွက်ဘလို့မှခွင့်လွှတ်နိုင်စရာမရှိသလို သူကြောင့်ဒုက္ခရောက်သွားခဲ့ရတဲ့တော်လည်းရဲပေါ်မိသားစုဝင်တွေဟာလည်းဒူးနဲ့ဒေးကိုရှိနေခဲ့တာပါပဲ။ဒါကြောင့်ဒီကိစ္စမှာကျွန်တော်အမြင်ရပြောရမယ်ဆိုရင်သူ့မိမဇုံပွင့်လိုက်အဖမ်းခံရတာကိုမကျေနပ်လို့ကဲထုတ်ရင်ဖြစ်ပေါ်လာခဲ့တဲ့ဒီပြဿနာဟာသူတို့ပြဿနာနဲ့သာသူတို့ဖြစ်ပြီးတော်လန်ရေးနဲ့ဘာမှမဆိုင်တဲ့အပြင်ဒီလူတွေဟာလူလိန်ကောင်းတွေဖြစ်တယ်ဆိုတာပါပဲ။တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဟုတ်စီစတာ